မင်္ဂလာပါခင်ဗျာ MBA သတင်းဌာနရဲ့ဒီကနေ့မေလ28ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရန်နန်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့တေဘောဘော့စ်ခန်းကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းကို KNLA ကတိုက်ခိုက်ခဲ့လို့စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်သွားတဲ့သတင်းစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုအာဆီယံခေါင်းဆောင်တွေမမြင်ရှင်းအောင်ဆောင်ရယ်ဆိုတဲ့သတင်းမန္တလေးကကောင်းပွိုင်ပါမီလောင်မုံအတွင် အမျိုးသမီး၄ဦးတေဆုံးတဲ့သတင်း တောင်တာတိုက်ပွဲမှာစစ်တပ်ကအာဓမကားမောင်းပို့ခိုင်တဲ့အချုပ်သာတည်ဆုံးတဲ့တင်စစ်ကောင်းဆောင်အလိုကြအိပွေကားကုမ္ပဏီ60နီးပါးဖွင့်ကွင်းပြုထားပေမဲ့ရောင်းမကောင်းဖြစ်နေတဲ့တင်ယူကရိန်း drone တွေကိုပစ်ချနိုင်ခဲ့လို့ရုရှားအရာရှိတွေပြောတဲ့တင်အစရှိတဲ့တင်တွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတင်တစ်ပုဒ်အနေနဲ့တေဘောဘောစခန်းကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းကို KNL ကတိုက်ခိုက်ခဲ့လို့စစ်ကြောင်းတစ်ကြောင်းလုံး ပြုတ်သွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်တစ်ဘောဘောစခန်းကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုခန္ဓာလေးပူပေါင်းတပ်တွေကတိုက်ခိုက်ရှင်မုံခဲ့တာကြောင့်စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်သွားတယ်လို့သိရပါတယ်။အင်အား90ကျော်ပါတဲ့အဲ့ဒီစစ်ကြောင်းဟာမေလ29ရက်ကစတင်ပြီးတစ်ဘောဘောတက်စခန်းကိုစစ်ကူလာခြင်းခန္ဓာလေးပူပေါင်းတပ်တွေကစုံကြီးမြိုင်နားမှာပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့်စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်သွားပြီးအယောက်30ကျော်အချင်းဖမ်းမိခဲ့လို့စစ်ရဲတရင်ရင်းမြစ်တအုပ်ကပြောပါတယ်။ ဲ့လိုတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြတေဆုံးခဲ့တယ်လို့လက်နက်ခေယံအများပြလည်းရရှိထားပြီးလက်ရှိမှာတော့ရှင်းလင်းတွေလှုပ်ဆောင်နေဆဲဖြစ်တယ်လို့သူကဆိုပါတယ်။ထိုင်းမြန်မာနယ်စပ်ဝေါ်လင်မှာလည်း KNL ပူပေါင်းတပ်တွေကစစ်ကောင်စီတပ်ခန့်တွေကိုဇက်တိုက်ဆိုသလို ထိုးစစ်ဆင်နေရပါလိုင်းပွဲမြို့နယ်အပိုင်းထိုင်းနေဆက်နာကစစ်ကောင်စီတပ်ခန်း9ခုကိုလည်း KNU တပ်မခွန်လောက်ခံ KNL နဲ့ KNDO တို့က တိုက်ခိုက်သိမ်းပိုက်ထားပြီးနောက်ထပ်သိမ်းစရာနော်တရာတက်စကန်တစ်ခုပဲကြန့်တော့ရလို့သိရပါတယ်ဒုတိယသတင်းတပုတ်အနေနဲ့စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုအာဆီယံခေါင်းဆောင်တွေမမြင်ရှင်းအောင်ဆောင်နေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အာဆီယံထိပ်သီးခေါင်းဆောင်တွေဟာစစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အကြမ်းဖက်မှုတွေကို အစင်မှာမပြတ်မမြင်ရှင်းအောင်ဆောင်နေရလို့နိုင်ငံဆောင်ပါရှင်တူကပြောပါတယ်မေလ26ရက်နေ့29ရက်ကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပပြီးရနောက်ထုတ်ပြန်လိုက်တဲ့ကြေညာချက်နဲ့ပတ်သက်ပြီးဝေဖန်ပြောကြားခဲ့တာဖြစ်ပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးအပြီးကြေညာချက်မှာမြန်မာသက်ဆိုင်ရာအဖွဲ့အစည်းတွေရာရည်ပြည့်ခတ်ရက်စေကိုတက်တန်တိုးဖို့နဲ့အားလုံးပါတဲ့အမျိုးသားအဆင့်ဆွေးနွေးပွဲတရားကျင်းပနိုင်ဖို့ယုံကြည်မှုတည်ဆောက်ရမယ်ဆိုပြီးတိုက်တွန်းခဲ့ပါတယ်။မြန်မာနိုင်ငံအတွင်းအကြံဖတ်မှုနဲ့မြင့်တက်လာမှုနဲ့ ငလျင်ကြီးလှုပ်ခတ်မှုတွေအပြင်ပဋိပက္ခတွေကြောင့်လူတိုင်းချင်းစာနာထောက်ထားမှုအခြေအနေစိုးဝါလာတဲ့အပေါ်ကို များစွာစိုးရိမ်မိတယ်လို့အာဆီယံကောင်းဆောင်တွေရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတာပါအချက်သားတွေအများပြည်သူနဲ့သက်ဆိုင်တဲ့အဆောက်အုံတွေအပေါ်အကြမ်းဖက်မှုတွေရပ်တန့်မှုစစ်ပတ်ဆိုင်ရာအရက်ပတ်ဆိုင်ရာမခွဲခြားဘဲတိုက်ခိုက်နေမှုတွေကိုသက်ဆိုင်ရာအဖွဲ့အစည်းအားလုံးချက်ချင်းရပ်တန့်ဖို့ကိုလည်းအာဆီယံကောင်းဆောင်တွေကတိုက်တွန်းခဲ့ပါတယ် တတိယသတင်းတပုတ်အနေနဲ့မန္တလေးကကောင်းပွိုင်ပါမီလမုံအတွင်အမျိုးသမီးလေးဦးတည်ဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ရှမ်းရဲတာဆန်မြို့နယ်ထက်ကကောင်းပွိုင် live music bar မှာမီလမုံဖြစ်ပွားခဲ့တဲ့အတွက်လူလေးဦးတည်ဆုံခဲ့လို့မင်းစလာလူမှုကွန်ရက်အသင်းမန္တလေးကသတင်းထုတ်ပြန်ပါတယ်။ရှမ်းရဲတာဆန်မြို့နယ်89လမ်း 34နဲ့33ကြားကကောင်းမွန် live music ဘာမှာဒီကနေ့မေလ28ရက်မနက်9:48မိနစ်မှာမိလောင်မုံဖြစ်ပွားခဲ့ရဖြစ်ပြီးတည်ဆုံးသူ၄ဦးကလည်းအမျိုးသမီးရေဖြစ်တယ်လို့သိရပါတယ်။မိစတန်လောင်ကျွေးရတဲ့အကြောင်းရင်းကိုတော့မသိရသေးပေမဲ့ငလျင်တန်ကြောင့်ထိခိုက်ထားတဲ့အတွက်ဆိုင်ပြန်ဖွင့်ဖို့ပြင်ဆင်နေချိန်မိလောင်ကျွေးခဲ့ရဖြစ်တယ်လို့မန္တလေးမြို့ခံတူကပြောပါတယ်။ အဲ့ဒီမိလောင်မုံကိုရှမ်းရဲတာဆန်မြို့နယ်မိသက်စခန်းကမိသက်ရန်နေနဲ့တွားရောက်ငင်းတက်ခဲ့တဲ့အတွက်မနက်စင်နိုင်မှာမိန်ထိုင်းနိုင်ခဲ့ပြီးစင်နိုင်၈မိနစ်မှာတော့မင်းငင်းတက်နိုင်ခဲ့လို့မိသက်ဦးစီးဌာနကသတင်းထုတ်ပြန်ပါတယ်။မိသက်ဦးစီးဌာနကတော့လူသေဆုံးမှုနဲ့ပတ်သက်ပြီးထည့်သွင်းထုတ်ပြန်တာမျိုးမရှိပေမဲ့လူမှုကွန်ရက်အသင်းနဲ့မြို့ခံတွေကတော့တေဆုံးမှုကိုအတည်ပြုပေးခဲ့ပါတယ်။ နောက်ထပ်သတင်းတပုတ်အနေနဲ့တောင်သာတိုက်ပွဲမှာစစ်တပ်ကအာမကောင်းမောင်းပို့ခိုင်တဲ့အချုပ်သားတင်ဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်သာမြို့နယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖက်ကအာမကောင်းမောင်းပို့ခိုင်တဲ့အချုပ်သားတဦးတင်ဆုံသွားတယ်လို့သိရပါတယ်။မေလ29ရက်ညပိုင်းကတောင်သာမြို့ဝိုင်းလောင်ရေစခန်းနဲ့ထနောင်းကုန်းပြူရွာကနေပူပေါင်းအင်အားအများအပြားတုံးပြီးစစ်ကြောင်ထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ ာကွယ်ရေးတပ်ဖွဲ့ရဲ့စီမင်းကန်တံတားမှာတိုက်ပွဲဖြစ်ပွားချိန်တည်ဆုံးခဲ့ခြင်းဖြစ်တယ်လို့ PDF တပ်ဖွဲ့နဲ့နေဆက်သူတူကဆိုပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက PDF ထောက်ပို့တန်တရားနဲ့ဖမ်းဆီးထားတဲ့ကိုကိုမောင်ဆိုတဲ့အချုပ်သားကိုကားမောင်းပို့ခိုင်းခဲ့တာဖြစ်ပြီးပြစ်ခတ်မှုဖြစ်ပွားတာကြောင့်ကားပေါ်ကဆင်းပြေးချိန်ကြေထိမှန်ခဲ့တာဖြစ်တယ်လို့သူကဆက်ပြောပါတယ်ထိတဲ့တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီစစ်ကြောင်ဟာဝဲလောင်ရွာကိုရောက်ရှိခဲ့ပြီးဒီကနေ့မနက်ပိုင်းမှာတော့အသက်73နှစ်အရွယ်မင်းကလေးတဦးကိုဖမ်းဆီးသွားတယ်လို့သိရပါတယ် ဲ့ဒီစစ်ကြောင်းကြောင့်ဝဲလောင်ရွာအပါဝင်အနီးပတ်ဝန်းကျင်ကကျေးရွာမှာနေတဲ့ဒေသခံပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ဆက်လက်ပြီးစစ်ကောင်ဆောင်အလို့ကြအိပွေကားကုမ္ပဏီ60နီးပါးဖုံးကွင်းပြုထားပေမဲ့ရောင်းမကောင်ဖြစ်နေတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့လောင်စာ C3 မော်တော်ယာဉ်ချော့ချာရေးစီမံချက်အရလေးစစ်တုံးအိပွေကားတွေမျက်စိမိတ်တင်သွင်းပေးခဲ့ရာတင်သွင်းရတဲ့ကုမ္ပဏီ89ခုအထိရှိလာပြီဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီအထဲမှာစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့တာသမီတွေစစ်ကောင်စီထိတ်တန့်အရာရှိတွေနဲ့ပတ်သက်ဆန့်နွယ်နေသူတွေခရိုနေတယ်သူတို့နဲ့ပတ်သက်ဆန့်နွယ်နေသူတွေပဲကုမ္ပဏီဖွင့်ခွင့်ရတာဖြစ်တယ်လို့ပြည်တွင်းလုံခြုံရေးအတိုင်းအဝိုင်းနဲ့နှိဆက်သူတွေထံကသိရပါတယ်အဲ့လိုကုမ္ပဏီ၈၈ခုနှစ်ခုအထိရောင်းချခွင့်ပြုထားပေမဲ့ဤပွေကားအယောင်းဝယ်မကောင်းဘူးလို့ဤပွေကားတွင်တွင်ရောင်းချနေတဲ့လုံခြုံရေးတူကပြောပါတယ်လက်စစ်ကားတွေရောင်းမကောင်းရတာဟာလက်စစ်မင်းပုံမှန်မရလို့မဟုတ်ပါဘူး စီရကောင်းမှမတိရဘူတုဒအာနေမှုနဲ့ကိုကျိုးကြည့်သူတွေကြောင့်လို့လက်ရှိဣပွေကတင်သွင်းတဲ့ရောင်းချနေသူတချို့ကဆိုပါတယ်မြန်မာပြည်သူအများစုနဲ့ဈေးကွက်ကျင်းကျင်သူတချို့ကတော့လဲစင်ပြီးပုံမှန်မရတဲ့မြန်မာနိုင်ငံမှာလဲစက်ကတင်သွင်းခွင့်ပြုလိုက်တာဟာယူနန်နဲ့လုံရဲဖြစ်တယ်လို့ယူဆနေကြပါတယ်လဲစက်တာအားရရှိမှုမရှိတဲ့လောက်နေပါပဲစီးပွားရေးချွတ်ချုံကြနေတဲ့မြန်မာနိုင်ငံမှာဣပွေကကိုလူချမ်းတာတွေပဲဝေစိနိုင်တဲ့အတွက် ဧဝိကားအပါဝင်ကားရောင်းဝယ်အစ်ဆက်နေရာဖြစ်တယ်လို့သိရပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ယူကရိန်း drone တွေကိုပစ်ချနိုင်ခဲ့လို့ရုရှားအရာရှိတွေပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားနိုင်ငံရဲ့နေမင်းအနှံ့အပြားဖြန့်ကျက်ထားတဲ့လေကြောင်းရံကာကွယ်ရေးစနစ်ဟာညအချိန်လွှင့်တင်လိုက်တဲ့ယူကရိန်း drone တရာကျော်ကိုဖျက်ဆီးနိုင်ခဲ့ပြီးမော်စကိုကိုဥတီပြန်တန်းလာတဲ့ drone တွေကိုလည်းပစ်ချနိုင်ခဲ့လို့ရုရှားအရာရှိတွေကပုတ်ကူနဲ့မှပြောကြားလိုက်ပါတယ်။ ယူကရိန်းဟာပြီးခဲ့တဲ့တပတ်အတွင်းမော်စကိုနဲ့တခြားမြို့ကြီးတွေကို drone တိုက်ခိုက်မှုတွေအကြီးအကျယ်ပြုလုပ်ထားပြီးရုရှားဘက်ကလည်းယူကရိန်းမြို့ကြီးတွေကို drone တိုက်ခိုက်မှုတွေတံပြန်ဆောင်ရွက်ခဲ့ပါတယ်။ယူကရိန်းသမ္မတဗိုလာတီမာဇယ်လန်စကီရဲ့ပြောကြားချက်အရတလင်းလာနဲ့မနက်အထိ3ရက်တာအတွင်းရုရှားဘက်က drone 900ကျော်ပြစ်လွတ်ခဲ့လို့သိရပါတယ်။မော်စကိုမြို့တော်ဝန်ဆာဂဲဆိုဘရာနင်ကလည်းမြို့တော်ကိုဥတီပြန်တန်းနေတဲ့ drone 28စင်းကို ကကွေးဝန်ကြီးဌာနရဲ့တပ်ဖွဲ့ဝင်တွေက ပြစ်ချနိုင်ခဲ့လို့ Telegram မှာရေးသားထားပေမဲ့မြို့တော်ဝန်ကထိခိုက်ပျက်စီးမှုတွေကိုတော့ခြံလက်ထားတယ်လို့မြေပေါ်ကျတဲ့ drone အစားအနာတွေကိုစစ်ဆင်နေရလို့ပဲဖော်ပြထားတာပါရုရှားကကွေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာရုရှားစံတော်ချိန်ည9:00နာရီကနေညတကောင်အထိ drone 132စင်းကိုရှင်မုန်းနိုင်ခဲ့လို့ဖော်ပြထားတယ်လို့96စင်းကိုယူကရိန်းနေဆက် Frank data မှာပဲပြချက်ခဲ့တာဖြစ်ပြီးတခြား data ၅ခုမှာလည်းပြချက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ drone တိုက်ခိုက်မှုတွေကြောင့်လူသေဆုံးမှုမရှိပေမဲ့အိမ်တလုံးနဲ့ကား၆စီးပျက်စီးခဲ့တယ်လို့ Frank data အုပ်ချုပ်ရေးမှူးကပြောပါတယ်။ MPA ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။